Do yeah. ျမ်းစာလေ့လာခြင်းပြီးခဲ့တဲ့ဘက်ကကျွန်တော်ဗျာဒိတ်ကျမ်း၁၈ကိုလေ့လာသွားပါတယ်ဒီဘက်မှာတော့ဗျာဒိတ်ကျမ်းအခန်းကြီး၁၈ကိုဖြစ်ပါလေဗျာဒိတ်ကျမ်း၁၈ကိုလေ့လာတဲ့အခါမှာကျွန်တော်နှစ်ခုဒီဘူးရအပြင်တွေ့ရပါတယ်ဘယ်ကိစ္စမဲ့ဖြစ်ဖြစ်ဘုရားသခင်ကအရာရာကိုထိန်းချောင်းနေကြောင်းကျွန်တော်နားလည်ရပါတယ်မကောင်းတဲ့လူတွေရဲ့အကြံစီသူရဲ့လှုပ်ဝက်ချက် ခဏပဲအုပ်စုလို့ရမယ်။နောက်ဆုံးကြတော့ဖျားခင်ရဲ့အကြံစီပဲတည်ပြီးတော့ဖြစ်လာပါလိမ့်မယ်ဆိုတာကိုကျွန်တော်တို့နားလည်ရပါတယ်။နောက်တစ်ခုကကျွန်တော်ယုံကြည်ကူးစားတဲ့ဖျားသခင်ကတကယ်သူ့ကိုစန့်ကျင်တဲ့လူတွေကိုသူ့အလိုပြည့်စုံဖို့လေအသုံးပြုတယ်ဆိုတာကျွန်တော်တွေ့ရတယ်။ဒီကမှာအတ္တမလူတွေကိုသူ့အုပ်စုခွင့်ပေးလိုက်ခြင်းတည်းအကြောင်းမဲ့မဟုတ်ဘူး။ကျွန်တော်တို့အကောင်းတဲ့အစိုးကိုခွခွေးချာချာထင်းထင်းရှားရှားပို့သိအောင် အဲ့ဒီမှာဒါလေးနောက်ပိုင်းမှာကျွန်တော်တို့ဒီမကောင်းတဲ့လူတွေကိုလုံးဝခွင့်မပေးဘူးကျွန်တော်ကဘာကြီးကျွန်တော်တိုင်းပြည်ကြီးကျွန်တော်မိသားစုကျွန်တော်အသင်းတော်သူကိစ္စတန်ရှင်းခြင်းဖြစ်လာဖို့ဖြစ်ပြီးအလုပ်တော်ရှိတယ်တွေ့ရပါတယ်ဒီနေ့တော့ဗျာဒိချန်ခန်းကြီးဆက်ရှိဖို့လေ့လာဖို့ဖြစ်တယ်ဒီခန်းမှာတော့ဘာဘလူနိုင်ငံကြီးလုံးဝပျက်စီးခြင်းကိုကျွန်တော်တွေ့ရပါလိမ့်မယ်တနည်းအားဖြင့်ဘာဘလူနိုင်ငံဆိုတော့မကောင်းတဲ့ ကမ္ဘာအင်အားနိုင်ငံကြီးကိုကိုစားပြုတယ်လို့ရှင်ရောကဖော်ပြထားပါတယ်။ဗျာဒိယံကိဆရှိအငေတစ်ကထူနောက်မှကောင်းကင်တမန်တပားသည်ကြီးသောတကူနှင့်ပြည်စုံ၍ကောင်းကင်ကဆင်းသက်တည်ကိုငါမြည်၏။သူ၏ရောင်ခြည်အားဖြင့်မြေကြီးကိုထွန်းလဲလျက်ရှိ၏။ဒါမှဆိုလို့ရှိရင်ဘာဘလုနိုင်ငံကြီးရဲ့ပြည့်စည်ခြင်းဖြစ်ပြီးတော့မှ ရားသခင်ရဲ့ဘုန်းတော်ယောင်ကြီးထွန်းလင်းကြီးကိုကျွန်တော်တွေ့ရမယ်။တော့ဒါကြောင့်ဘုရားသခင်ကအမြဲတမ်းအရာခတ်တဲ့ကိုအုပ်စုနေတယ်။သူ့အကြံစီတိုင်းဖြစ်မယ်ဆိုတော့ကျွန်တော်နားလည်ရပါတယ်။တနည်းအားဖြင့်ဗာဗလုနိုင်ငံဆိုတာကမကောင်းတဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေကိုကူစားပြုခြင်းလို့ကျွန်တော်တွေ့ရပါတယ်။တမန်ကျမ်းတော်ဆိုဗာဗလုနိုင်ငံယောမနိုင်ငံဒါတွေကိုကျွန်တော်တို့ဖော်ပြခြင်းဖြစ်ပါတယ်။ ဖျားသခင်ရဲ့အလိုတော်ကိုဖျားသခင်ရဲ့ရည်ချက်ကိုပိတ်ဆို့စိတ္တသောအရာမှန်သမျှလေးပြင်းထန်တဲ့ဒုက္ခများနဲ့အဆုံးသတ်စေမယ်ဆိုတာကိုလည်းဗျာဒိကျမ်း၁၈မှာကျွန်တွေ့ရပါလိမ့်မယ်ဗျာဒိကျမ်းမှာဘာဘူးလို့ဆိုတော့အမိကိုအတုံးပြဖို့ကိုပုံမူတရှိဖို့ရန်ကျွန်တော်တို့ဒီ life application bible မှာရေးထားတဲ့ဗျာဒိကျမ်းအခန်းကြီး၁၄အငယ်၈ကိုတွေ့၈ကိုကြည့်ရင်ကျွန်တော်တို့ဒီမှတ်စုမှာတွေ့နိုင်ပါတယ် အငယ်နှစ်နဲ့သုံးကတော့သူဒီကျေသောအတန်နဲ့ကျွေးကြော်၍ဘာဘူးလိုမြို့ကြီးပြူလဲပြီးပြူလဲပြီးနတ်ဆူနေရဖြစ်လိမ့်ပြီးညဉ့်ညူသောဝိညာဉ်ဤတွင်ဖြစ်လိမ့်ပြီးညဉ့်ညူ၏ဆက်ဆုပ်ဖွယ်သောမျက်မျိုးဤမိခိုရာဖြစ်လိမ့်ပြီးအကြောင်းမူကားလူပေါင်းတို့သည်တိမတရားသောမိထုံဤအစိတ်တောက်ဒီဟုသောသပြည့်ကိုတောက်ကြပြီးလောကီရှင်မြင်တို့သည်မတရားသောမိထုံကို သူနှင့်ပြုကြပြီး လောကီကုန်တွေတို့သည်သူ၏ကာမဂုဏ်စည်းစိမ်ကျေဝခြင်းအပြင်ဥစ္စာရတတ်ကြပြီဟုပြောကြ၏ဒီပြဋိညာအခန်းကြီး2နဲ့3ကတော့ယောမအင်ပါယာရဲ့ကုန်တွေများကသူတို့ပတ်ဝန်းကျင်အတိုင်းဝိုင်းမှာရှိတဲ့အပြစ်နဲ့ပြေဝအနေနဲ့တတ်မြင့်မှုများကို ရှာဖွေဖော်ထုတ်ပြီးတော့ချမ်းသာကြွယ်ဝလာတယ်လို့ကျွန်တော်တွေ့ရတယ်အခုခေတ်စီးပွားရေးသမားတွေကလည်းအလားတူပါပဲ စီဝိုင်းလုပ်ငန်းတွေကိုအစုအများနဲ့မကြခဏဆူဆူလို့သူတို့ပူပေါင်းပြီးပြီးတော့ငွေကြေးနဲ့လက်ထူချင်းတကူအာနာဘောသူအခြေခံပြီးတော့သူတို့အလွေဆုံးသားလှုပ်ချင်းခွင့်ပြုထားတဲ့ပုံမှုလှုပ်ဆောင်ခြင်းဒါတွေကိုအခြေခံပြီးတော့ဒီလူတွေကြီးပွားတယ်ဆိုတာကလည်းကျွန်တော်တမိုင်းအစစ်အစစ်မှာတွေ့ခဲ့ရပါတယ်သူတို့ကလောဘကြီးခြင်း ငွေကြီးတကူအာဏာပေါ်မှာအခြေခံပြီးတော့မကောင်းမှုများရဲ့အကျိုးအမြတ်ကိုရယူရသွေးဆောင်ခြင်းခါရတဲ့လူဖြစ်ရင်မကအဲ့ဒီအတိုင်းလက်တွေလှုပ်ဆောင်ခြင်းအဖြစ်လောဘမတတ်နိုင်ပဲတပြေးပြေးနဲ့တိုင်းပြည်လူမျိုးကမ္ဘာကြီးကိုဖျက်ဆီးခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ခရိယန်များကတော့ငွေကုန်ခရိယန်တွေကတော့ငွေတို့ဂုံတို့ ပြည်စုံသောဘဝရဲ့ဆွေးဆောင်ဝင်တဲ့ကင်းလူဖို့ရာတတိပင်းခံရတယ်။တခင်ဖျားပြောပါလေလောကီစီစဉ်နေဘဝကြွားကြနေဒီလောကနဲ့ဆိုင်တဲ့အရာကလောကကိုမချစ်ကြနဲ့ဒါဖျားဖျားနဲ့မဆိုင်ဘူး။ဒီလိုလုပ်တဲ့လူတွေဝင်တို့ကြည်ဆောင်ကြပါ။တခင်ဖျားကကျွန်တော်ကိုတတိပင်းနေပါလေ။အဲ့ဒီအပြင်အဲ့ဒီမကောင်းတဲ့စနစ်ရဲ့ဆူဂျိုးကနေကင်းကွာဖို့ ကင်းလို့စီဖို့ဒိဋ္ဌိပြုံးနေမှာကခရိယံရဲ့အတ္တဓမ္မဆိုရင်အစီခံခြင်းပေးခံခြင်းစွန့်လို့အနိတာခံခြင်းတမာတရား၌ခရစ်တော်တန်ဖိုးထားသလိုတမာတရားကိုခရစ်တော်သည်ဥစားပေးသလိုကျွန်တော်လည်းသူကဲ့သို့တန်ဖိုးထားနမူနာယူပြီးတော့တမာကျမ်းစာကိုဥစားပြီးဖို့ပြောခြင်းအလိုတော်ရှိတယ်ဒုမလာလင်းစာတန်ရဲ့တွေးဆောင်ခြင်းဆိုတော့ လောကီစည်းတဲ့ဥစ္စာနဲ့ဝါကြွားခြင်းကနေလွတ်မြောက်ခြင်းလောကီစည်းတဲ့ဥစ္စာ၌မတရားရှာဖွေခြင်းကနေလွတ်မြောက်ခြင်းကိုကြောင့်ရမည်ဖြစ်ပါတယ်။ဖြတိကျအခန်းကြီး၈အငယ်၄နဲ့၈ကိုကျွန်တော်ဖတ်ကြည့်ရင်အခြားသောကောင်းကင်အတန်ကငါဤလူမျိုးသည်သူ၏အပြစ်ကိုဆက်ဆံခြင်းနှင့်၎င်းသူ၏ဘေးဒဏ်များကိုခံခြင်းနှင့်၎င်းကင်းလွတ်အပ်သောငါသူ၏အထက်ကထွက်ကြလော့ သူအပြစ်ကိုကောင်းကင်ဘုံတိုင်အောင်မိကြသည်ဖြစ်၍သူဤမတရားသောအမှုကိုဖျားသခင်တည်းရတော်မူပြီသူသည်အကျိုးဖြစ်ကိုဆက်ပြီးတော်မူသည်နိဒူသူ၌ဆက်ပြီးကြလော့သူအကျင့်အတိုင်းနှစထပ်၍စီရင်ကြလော့သူလောင်းတော်ဖလား၌သူအဖို့နှစတို့၍လောင်းကြလော့သူသည်ကိုယ်ကိုချိမြောက်၍ကာမဂုဏ်၌ပျော်မွေ့ခြင်းပျော်မွေ့သည့်အတိုင်းသူ၌ပြင်းစွာသောဆုံးမခြင်းစိတ်မသာညှိတွားခြင်းကိုဖြစ်စေကြလော့ 那个米面便宜，不说嘛，没好，什么大泥庄见过没得？都是阿米大意，抽奖都看下到得钱，什么大泥庄钱赔没得钱赔着呢？赔着米啊，都的等你今年转月，米品来转让，见过看下来米，都够新农都，他说便宜的肯定，可阿几多米？ ဘာဘူးလုံမြို့သားတွေကစီးစင်ခံစားခြင်းနဲ့ပြုတ်ပါခြင်းတို့နဲ့သူတို့အသက်ရှင်ခဲ့ကြတယ်ဆိုတာကိုကျွန်တော်တို့တမိုင်းတစ်လျှောက်လုံးတွေ့ခဲ့ရပါတယ်။အဲ့ဒီမြို့သူမြို့သားတွေကငါတို့ကမိဖုရားဖြစ်တယ်။ငါတို့ကအထက်မှာပဲအောက်မှာမရှိဘူး။စိတ်ပဇာညီးတွားခြင်းလည်းငါတို့မှာရှိဘူးငါတို့အလုံးအစင်ပြေတယ်။သူဘာကြွားခဲ့ကြလဲ။ဒီလောကမှာတကူအာနာရှိတော်သူနဲ့ကျေဝသူတို့ဒီအစုပါစိတ်ထားမျိုးရှိတယ်ဆိုတော့ကျွန်တော်တွေ့ရတယ် ငါတို့အလုံးအစင်ပြေတယ်ငါတို့ကောင်းတယ်ငါတို့ဖျားနဲ့မှန်တယ်စသဖြင့်စဉ်းစားလေးကိုမထီမိမိလောက်ကြတယ်စဉ်းစားကိုမထီမိမိပြုခြင်းသည်ထာဝရဖျားကိုကဲ့ရဲ့ရှုံချခြင်းဖြစ်တယ်စင်းရတဲ့လူတွေပဲယုံကြည်ခြင်းရည်ရနာရတတ်တယ်ကိုယ်ကာယစင်းရရင်ယောဂပြောက်သွားတယ်ဒုက္ခစင်းရရောက်ရင်အဲ့ဒီကဖျားငယ်ကဲမတယ်အဲ့ဒီလူတွေကကျေဝတ်ချမ်းသာတဲ့ခါမှာအမတားမှနှင်းချပြီးတော့ တကယ်ပဲကိုကြီးစာပြီးတော့သူတို့ရတဲ့ကောင်းကြီးတွေဟာခုနလိုသူတို့ကဲသူဖြစ်တဲ့လူတွေကိုကိုကြီးစာပြီးကိုကြီးမစာတယ်ကျွန်တော်တွေ့ရတယ်။ဒါပေမဲ့ခုနလိုလော်ကီဘာဘီလုန်စာနဲ့လူတွေကတော့အဲ့ဒီအရလုံးဝဒီဘက်ကမစဉ်းစားတော့ပဲလေ။အဲ့ဒီဘက်မှာဝါကြွားပြီးတော့ဖျားသခင်တရားနည်းညီဖန်ဆင်းထားတဲ့ယုံကြည်ခြင်းယေဒနာယေဒနာဆိုတာခုနလိုလောကယေဒနာမဟုတ်ဘူးနော်။ပျက်စီးတတ်တယ်။မပျက်စီးနိုင်တဲ့ယေဒနာရတဲ့လူတွေကို တို့စော်ကားတဲ့ကဲ့ရဲ့ပြစ်တင်ကြတယ်။ဒါနဲ့ဒီလိုနဲ့လောကီစည်းစိမ်ခံစားပြီးတော့ကာမဂုဏ်စည်းစိမ်မှာအတက်ရှင်တဲ့လူနဲ့ဖျားသခင်ရဲ့အလိုတန်နဲ့အညီအဲ့ဒါတွေကနေကင်းလို့ပြီးတော့အစီခံခြင်းပေကဝင်ညခြင်းဆွနှွတ်ခြင်းအပြင်တကယ်စစ်မှန်တဲ့ခရိယာနဲ့ခရိယာအယောက်ဆောင်အစဉ်ပြေလို့သာဖျားနောက်ကိုလိုက်တဲ့လူတွေနဲ့ခွဲခြားနိုင်တယ်ကျွန်တော်တွေ့နေပါတယ် ဒါကြောင့်ကျေဝတဲ့လူတွေခုနလိုလောကစည်းသိမ်မှာမတရားယူပြီးတော့ကျေဝတဲ့အဲ့ဒီစိတ်ထားမျိုးရှိတယ်။တကယ်ခရိယန်တွေကဘလောက်ပဲကျေဝကျေဝနှင်းချပြီးတော့စွန့်လို့ပြီးတော့ဒီမြတ်တာနဲ့ကျွန်တော်အသက်ရှင်တာတွေ့ရပါတယ်။ဒီငွေကြီးအစဉ်ပြေတဲ့လူတွေကသူတို့ထိခိုက်မှုတော့မခံနိုင်ဘူး။အဲ့ဒီကြောင့်သူတို့ထိခိုက်မှုဖြစ်လာတော့မယ်ဆိုရင်သူတို့ရဲ့အာနာသူတို့ရဲ့ယာဒူးသူတို့ကြိုးစားပြီးတော့သူတို့ ဘယ်နိုင်ငံမှသူဂိမ်းမဆိုင်တော့ဘူးဘသူမှဂိမ်းမဆိုင်တော့ဘူးလှုပ်ချင်တာလှုပ်တတ်တယ်သဘောတဘာဝကိုလည်းကျွန်တော်မျက်ဝါးထင်နေမြင်နေရပါတယ်သူတည်းလုံချုံမှုအတွက်ထိမ့်ချုံနေတယ်လို့သူဘာမှဂိမ်းမဆိုင်တော့ဥပဒေဆိုတာနားမလည်တော့ဘူးသူတို့လှုပ်ကြမယ်သူတို့လိုအပ်တဲ့လူစီရင်ဘသူပဲဖြစ်ဖြစ်ပြည်သူလူလူကြိုက်တဲ့လူပဲဖြစ်ဖြစ် တို့အကုန်အစွမ်းကုန်သူပူပေါင်းပြီးတော့ဆောင်ရွက်လာကြမယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။အဲ့ဒီစိတ်ထားမျိုးဟာတနည်းအားဖြင့်ဘုရားသခင်ကိုမထီလေးစားဖြစ်ပြီးတော့အဲ့ဒီသဘောထားပုံကဘုရားသခင်ရဲ့စီရင်ခြင်းကအမတန်ပြင်းထန်ပါလိမ့်မယ်။ကျွန်ုပ်တို့ဒီခရိယန်တွေဟာဘာဘူးလုံရဲ့အပြစ်ကိုရှောင်ကြဉ်ရဘုရားရှင်ဒါဝိပြောနေရင်းဖြစ်တယ်။သူအမျက်တော်ကိုခံဖို့ကျွန်တော်ခံရတာမဟုတ်ဘူး။စာတယ်ရဲ့လှည့်ဆောင်မှုကြောင့် စာလင်းနဲ့အပေါင်းအသင်းနဲ့ပေါင်းပြီးတော့မော်ရနိုင်ငံတို့မရောက်ဒုတိယတေကြီးမရောက်အောင်ကျွန်တော်တို့အထူးသတိထားမှာဖြစ်ပါတယ်။တခါလေကျွန်တော်တို့ရဲ့ခရိယံတက်တံပါငွေကြီးအရလုံခြုံမှုရှိတယ်ပြည်စုံပြီဆိုရင်အေးအေးလူလူနေပြီးတော့တကူဆံပြီးတော့ဘသူမှခီးမဆိုင်တော့ဘူးအဲ့ဒီဒန္တာကြီးစကားကကျွန်တော်တို့သွေးဆောင်တဲ့အခါမှာနားမယောင်ပါနဲ့ လာရုပ်နဲ့တတိအဖြစ်ဖြစ်မှာတတိကြီးကကာမဂုဏ်စိတ်မှာနေတဲ့ခံစားပြီးတော့ခုနလိုစွန့်ကြဲခြင်းဥစ္စာဝင်ပြခြင်းကျေစုပြခြင်းကိုမေ့လျော်နေတယ်။နောက်ဆုံးသူလမ်းစွန်းကတော့အင်မတန်မှစူးဝါပြီးတော့သူကဲ့သို့သူညီကိုမခံရနိုင်တော့နောက်ဆုံးကိုချင်းစာလေးစိတ်ကြီးရဲ့အဲ့မှာရှိနေတာတတွေ့ရတယ်။ဒါဒီကနေ့ဖျားသခင်ကျွန်တော်ပေးထားတဲ့ resource တွေပေါ့အရင်အမြစ်တွေ ဝေကြီးပဲဖြစ်ဖြစ်ကျမ်းမာကြီးပဲဖြစ်ဖြစ်အသိပညာပဲဖြစ်ဖြစ်အတတ်ပညာပဲဖြစ်ဖြစ်အဲ့ဒါတွေကသူတစ်ပါးကိုကုညီဝင်ပြပြီးတော့သူတစ်ပါးကလည်းကျွန်တော်တို့ကဲ့သို့ဖြစ်လာဖို့တနည်းအားဖြင့်ဘုရားသခင်နိုင်ငံတော်ကြီးပြစ်စင်ဖြစ်မြူလာဖို့ဘုရားသခင်အတုံးပြုခြင်းဖြစ်ပါတယ်။နောက်အငယ်ကိုနှစ်တစ်ဆယ်ကိုဖတ်ကြည့်လို့ရှိရင်မတရားသောမိထုံကိုသူနှင့်ပြု၍ကာမဂုဏ်၌ပျော်မွေ့သောလောကီရှင်မြင်တို့သည် သူကျွမ်းလာကြမိကိုမြင်သောအခါ 都看下都人在，就为的那个教育，为噶下来，拼啊累劲，拼啊累劲，怕不能没有钱，有啥等的等那一千元，必一笔新钱都想把别的搞过多少，我最没当家意。老家企业成立的，签了一百年的努力啊，不会被谁多么撇的，而且他妈都一月一下卡定送到到里面，别记吧。 ကျော်တန်းပြီမှလည်းအဲ့ဒါလို့ဘုရားသခင်ကတရက်ချင်းတော့မဟုတ်ဘူးနာမိနစ်ပိုင်းတွင်းမှာကိုပေါက်လာပြစ်လိုက်တာကျွန်တော်တွေ့ရတယ်။ဒါကြောင့်တသက်တာလုံးအချင်းယူသူဒီဆောက်ခဲ့တဲ့အရာကတဏှာကြီးတွင်းမှာပြည့်စည်သွားတယ်။ကြံမတရားတဲ့လူတွေရဲ့ဇီဝဟာတဲ့ငှက်ကဲဆိုအတောင်လို့ပြီးပြန်သွားလိမ့်မယ်တဲ့။ဖြောက်ပတ်တဲ့လူတွေရဲ့အနည်းငယ်တဲ့ဥစ္စာကသာဝရတည်ပဲ။ဒီနေ့ကျွန်တော်တခြားပြန်စဉ်းစားကြည့်ပါလောကကြီးကိုလာတော့ဘာပါလာလဲ ဘာမှမပါလာဘူးထွက်သွားရင်ဘာယူသွားနိုင်လဲဘာမှမယူသွားနိုင်ဘူးဒါပေမဲ့ခရစ်တော်ကိုယုံကြည်တဲ့လူတွေလောကရဲ့ထွက်သွားတဲ့ခါမှာသာဝရနဲ့ဆိုင်တဲ့ဘန္နာလေးကိုယူသွားလို့ရတယ်တောင်ရှင်ဘောလူကလောကနဲ့ဆိုင်တဲ့အရာအားလုံးကိုငါမစင်ခဲ့လို့မှတ်တယ်တနည်းအားဖြင့်မစင်ဆိုတာဘယ်သူမှတန်ဖို့မထားပါဘူးဒီကနေ့လောကအရာတွေကိုမက်မောဒါကြီးကိုပဲဟောပြောတွေးဆောင်တဲ့လူတွေကတတိထားပါသူတို့က ဝက်လိုပဲမစင်ကိုကြိုက်ပြီးတော့မစင်ကိုပဲသူတို့ကချီးမွမ်းပြီးတော့ကြံတာတွေကိုလုံးဝခရုမစိုက်တော့ဘူး။ဒါဒီအရာတွေကဖျောက်ခင်လှုပ်လိုက်ရင်တဏှာကြီးအတွင်းတရက်အတွင်းအကုန်ပြစ်စီသွားနိုင်တယ်။အဲ့လိုဥစ္စာတွေဖြစ်စီရင်ခါတယ်မှာသူတို့ဘာမှမရှိလို့တဲ့အခါမှာသူတို့အတွက်ဒါမှမခံနိုင်တော့ကြောင့်တတ်နိုင်တော့ကောက်ကြည့်မယ်လှည့်လမ်းမယ်အာလာယုံမတရားသုံးမယ်ဖြစ်လာ ဒါပေမဲ့ခရိယာနေအသက်တာမှာယောဘလို့ဒါဒီပါသွားရင်လည်းဂျေစုတို့ချီးမွမ်းတယ်ဖယားကမပြစ်မှားဘူးသူရဲ့နောက်ဖြစ်ဟန်ဒီရှေ့ပြန်နဲ့ကောင်းကြီးနဲ့ဆားရတယ်ဆိုတာကျွန်တော်တွေ့နေတယ်ထို့ပြင်ကျွန်တော်တို့လောကအရာဆုံးရှုံးမြေထာဝရဖယားရင်နိုင်ငံတော်မှာတူထားတဲ့ဗန္ဒာမဆုံးရှုံးပါဘူးဒါကျွန်တော်တို့ယုံကြည်ခြင်းဒီခရိယာကြည့်ဝအချားယုံကြည်ယူများဆက်ဆံခြင်းနဲ့ခြားနာတာတွေ့ရတယ် အရှာယုံကြည်သူတွေကဒီလိုပြည့်စုံသွားရင်ဆုတ်တရားမရဘူးယူသွားနိုင်တယ်နော်သူတို့ဒီခါကျရင်အာနာရေဆုံးအမတရားလုပ်ပြီးတော့ချက်နေတယ်တော့သူတို့ကာကွယ်နိုင်မယ်ဒါပေမဲ့ခရိယန်တွေရဲ့ယုံကြည်ခြင်းကတော့အဲ့လိုဖြစ်သွားရင်လည်းကျေးဇူးတော်ရှိပါမည်ဖခင်ကခေါင်းကြီးပြန်ပေးမယ်ကျေဝါနေလို့ရှိရင်လည်းစွန့်ကျဲပေးကမ်းခြင်းစွန့်လို့ချင်အနစ်နာခံခြင်းမေတ္တာပြခြင်းနဲ့သူဖခင်ပေးတဲ့အရင်းမြစ်တွေကိုဝေမျှတဲ့လူတွေဖြစ်တယ် ဒီနေ့ကျွန်တော်တို့ပြထားတဲ့ဘုရားသခင်ရဲ့မြတ်တာသူ့အတိကျွမ်းခြင်းအရာသာဝရကာလအတွက်ဆုထမ်းခြင်းဘန္နာကခုနလောကရဲ့ငွေကြေးတကူအာနာပျော်ပါခြင်းကာမဂုဏ်နဲ့ဤစဉ်ပျော်ပါခြင်းစသည်တို့စုစုပေါင်းအလုပ်တဲ့အမတန်တန်ဖိုးကြီးတဲ့ကောင်းကြီးမင်္ဂလာဖြစ်တယ်။ဒါကြောင့်ယုံကြည်ခြင်းယေဒနာလို့ဘုရားသခင် ပြောခြင်းဖြစ်တယ်။တခါအငယ်9နဲ့19ကြီးဖတ်ကြည့်ရင်တော့ เนาะကျွန်တော်ဖတ်ထားပြီးချင်တယ်ဒါယူရကျချုပ်ပြီးတော့ပဲပြောသွားပါမယ်မတရားသောသူတွေသူတို့ပြုတဲ့ကာမဂုဏ်နဲ့ပြုပြုမှုတွေလောကီရှင်မျိုးတို့ဒီသူကြောင်းလာရောမိကိုကြီးမိကိုတွေကိုမြင်ရတဲ့အခါမှာကြက်ပြီးတော့အဝေးကကြက်ပြီးတော့ဖျက်လိခြင်းဖျက်လိခြင်းဆိုပြီးတော့နောင်တတာဝန်ကရလိမ့်မယ်ဒါကြောင့်စီးပွားရေးစနစ်ရဲ့ခန္ဓာအမျိုးမျိုးမှာထိမ့်ချုပ်နေတဲ့လူတွေဟာအဲ့ဒီလိုအဲ့ဒီထိမ့်ချုပ်မှုဘူဌာနဖြစ်တဲ့ဘာဘလုံလို့ကျွန်တော် တမှုတဲ့မန္တန်ကြီးပြိုကျသွားတဲ့အခါမှာငွေကြေးမိတန်းချလိမ့်မယ်နိုင်ငံကြီးခေါင်းဆောင်တွေကလည်းအဲ့လိုဘာဘူးလုံရဲ့စီးစိမ်ကိုကြိကြတိရှိသူများဖြစ်ပြီးမိမိတို့ကိုယ်ကိုမိမိတို့အလွန်ကြွယ်ဝစင်ရာပြစ်လုံနေတဲ့ဖောက်တွေကြီးရုတ်တရက်ပျက်စီးသွားတဲ့အခါမှာလည်းသူတို့မိတန်းချလိမ့်မယ်ကုန်တယ်လေကလည်းဘယ်နေရာမှာပဲရောင်းချစရာနေရာမရှိတော့ဘူးအဲကြောင့်တင်မော့ကက်ပတင်ကလည်း ကုန်စည်တွေပို့ဖို့သူတို့တင်မောင်းတွေသွားစရာမရှိတော့ဘူးကမစနစ်ကြီးစီဝါစနစ်ပြိုကျသွားတဲ့အခါမှာသူတို့နှစ်သက်တဲ့ဂျီနူးတွေဂျီနူးမှုတွေမိခုခုလုံးမှုတွေကာမဂုဏ်ပြိုပားမှုတွေအားလုံးကိုထိခိုက်သွားပြီးတော့ဘာမှုလုံးရဲ့ကြဆင်ခြင်းတည်းမထိခိုက်သူတရားမှမရှိဘဲနဲ့အဲ့ဒီလိုလောကရဲ့ဤလောကရဲ့ကျွေးဝခြင်းလောကရဲ့အခွင့်အာဏာနဲ့အလွေးသုံးစားလုတ်တဲ့အရာတွေအားလုံးကို ထိခိုက်တယ်။ဒါပေမဲ့ခရစ်တော်ကိုယုံကြည်လို့တည်းဘာမှပြဿနာမရှိဘူး။အော်ဒါကြောင့်ပြန်ကြည့်လို့ရှိရင်ဒီအရာတွေကဒီကနေ့အရင်ကျွန်တော်မြင်နေရတယ်။ခုအမေရိကန်နိုင်ငံကအခုနှစ်တိုးကောက်နေပြီဆိုတဲ့နိုင်ငံနဲ့အားလုံးကပြပြသလဲဖြစ်သွားပြီးတော့ပြန်ညှိနှိုင်းရတယ်ပြန်လျှော့တင်းလှုပ်လာရတယ်။ကမ္ဘာအင်အားကြီးနိုင်ငံတခုဒီလိုဖြစ်သွားရင်ကျန်တဲ့နိုင်ငံတွေအားလုံးဒုက္ခရောက်နေပါလေ။ နောက်ကငွေ78ကနေ10ရက်နေ73အထိကျပြန်ကြည့်ရင်လေခဏကြီး78 7ရက်နေ73အထိပြန်ကြည့်လို့ရှိရင်လေဒီမှာကျွန်တော်ဘာတွေ့ရသလဲဆိုရင်လော့ကီကုန်တွေတို့ဒီငိုကြွေးရေးစိတ်မတညှိကြွားကြလိမ့်မယ်ဒီကုန်ပစ္စည်းတွေရဲ့စရင်းတွေပြန်ကြည့်လိုက်လို့ရှိရင်ရုပ်ဝတ္ထုအပေါ်ဒီအဖွဲ့အစည်းခုနလိုစီးပွားရေးအဖွဲ့အစည်းတွေဟာအလုံးအမင်းဆွဲလန်းခြင်းကိုတရုတ်ဖော်ပြနေခြင်းဖြစ်တယ် ဒီကျမ်းပတ်ကိုပြန်ကြည့်ရင်ဒီကုန်ကုန်စီများကအနည်းငယ်သာလင်လူအပ်တော်အရာတွေဖြစ်ပြီးတော့အများစုကတော့ဇင်ခံပစ္စည်းတွေဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရမယ်ဒီကနေ့အဲ့ဒီနီးနဲ့ကဘာကြီးကိုစားလာလေစားတွေ့ဆောင်ပြီးတော့ဖျားပြီးတဲ့ငွေကြီးတွေကိုအလွဲသောအလွဲသုံးစားလောက်အောင်စားလာတွေ့ဆောင်တယ်ဒါပေမဲ့တကယ်ပညာရှိတဲ့ကဘာကလေးရွယ်တစ်သေးကြီးတွေကအဲ့လိုမဖြစ်ဘူးကျွန်တော်ခဏခဏပြောပြတယ်ဘာမှ မရှိတဲ့လူတွေကဒေါ်လာတောင်းတန်းသိန်းတန်းနာကြီးတွေကြွားကြမယ်တကယ်ဒါကဒီဖျားခင်ရဲ့တမန်တရားကိုသိတဲ့ခဏကျော်တတိယ10ဒေါ်လာနဲ့ရွယ်ပတ်ပြီးတော့လူရမီတူတူပဲလေတဲ့အချင်းပြတာတူတူပဲလေဘာကြောင့်ပတ်စံဖြုံးမလဲအဲ့ဒါကိုမသိတဲ့ဒီကနေ့ခရိယန်ဓမ္မဆရာများပဲလေနောက်နိုင်ငံမှာဆိုရင်နော်သူတို့တတိယတော့လူပြီးတဲ့အခါမှာပြာခပြီးတော့မဖြစ်နေတော့ဘူးဘယ်ပတ်စံနဲ့ဝဲလဲ ်လေပြားဒဇင်းနှစ်စင်းလို့လို့လေပြား၈ဆက်လောက်ဝယ်ထားတယ်အပုတ်အလို့တွေအလကားပတ်စံတွေဖြုံနေတယ်ဂျင်းကန်မော်တော်ကားကြီးတွေဝယ်ထားတယ်ဖြုံပြတယ်စာနာရဲ့လှေစားခြင်းကိုဒီကနေ့ခတ်နေရတယ်ဒါပေမဲ့ဘုရားသခင်ကိုချစ်တဲ့လူတွေကတော့တတ်နိုင်ရင်သာချူချမ်းပြီးတော့ဘုရားဝိနိုင်မွေးလို့ခြင်းတွေအလုံးအကျိုးစီးပွားဖြစ်တယ်ဆိုတော့တိပြီးကောင်းကင်ဘန္နာတွေသူတို့ဆုနေတယ်ဝိညာဉ်ကနေကြီးဓာတ်တွေကိုပေးနေတယ်ကျွန်တော်တခါပြောဘူးပါလေ German Evangelist နော်နမိတ်အမှန်ကြီးပါတယ်အာဖရိကရဲ့ဘီလီဂရင်လို့တော့လူကတမုတ်ချင်းခံရတယ်တင်စားချင်းခံရတယ်လူပေါင်းတန်ရှိရာချုပ်လို့အဲ့ဒီပုံကူကြီးကိုဖျားတကယ်တစ်ချိန်ကဒေါ်လာတန်းပေးမယ်ဆိုတဲ့ကမှာအာသူပြောရပြောတယ်ဒေါ်လာတန်းဆိုတော့သူအများကြီးအာဖရိကရဲ့ကိုလုပ်ပြီးနိုင်တယ်တော့တိချာဆွတောင်းတဲ့ခါမှာဖျားသခင်တို့လာတန်းပဲကြောင့်လို့ရှိရင်ဝိညာဉ်တန်းကျွန်တော်ပေးပါသူတိရဲ့ကောင်းကင်မောင်ဆန်တဲ့ဝိညာဉ်တဲ့ဝိညာဉ်တလုံးက ဒေါ်လာတတန်းနဲ့အများကြီးတမိုးရှိတာတည်တော့ကြောင့်ကောင်းငင်ဘာနာစစ်သွားတဲ့ပုံကဖြစ်တယ်။ဒါကြောင့်လူအဖွဲ့စည်းခုနပြောတဲ့အတ္တကိုအလုံးလိုက်လုံးနဲ့လူတွေရတော့သူတို့ဆန္ဒဖြည့်ဆည်းဖို့အတွက်ဘယ်နည်းလမ်းပဲဖြစ်ဖြစ်သူလုံးလိမ့်မယ်။အတုံးပြုလိမ့်မယ်။ဘယ်သူနဲ့ပဲဖြစ်လက်တွဲလုံးလိမ့်မယ်။ဓမ္မလူနဲ့မစင်းတော့ဘူးအတ္တကဘလောက်လုံးမတရားတာတွေလုပ်နေတာမြင်မိမဲ့အဲ့ဒီလူနဲ့တွေ့ပြီးအလုံးလုံးတော့ နောက်ဆုံးဆိုရင်လူတွေပင်လင်းရောင်းကုန်ဖြစ်ပြီးတော့လူခန္ဓာနဲ့ဝိညာဉ်တွေကိုစာတန်ကိုရောင်းတာကျွန်တော်တွေ့ဘူးလေပဲတချို့နမကြီးတဲ့အစိုးကျော်တွေရောင်းစားခဲ့တယ်နောက်ဆုံးဘုရားဆုံးသွားတယ်ကျွန်အဖြစ်ဘာဘလုံမြို့ကလူကုန်ကူးတယ်လို့ရောင်းချခြင်းဒီကနေ့ကဘာမှဖြစ်နေပြီလူကုန်ကူးတဲ့လူကိုကျွန်အဖြစ်ရောင်းစားတဲ့စနစ်ကြီးอ่ะ တစ်ချိန်ကဒါကြီးမကောင်းဘူးဆိုတော့တိုက်ဖြတ်တဲ့နိုင်ငံနေပြည်လင်အဲ့ဒီချိန်မှာပါဝင်ပတ်သက်နေကျွန်တော်တွေ့ရတယ်။ဒါငွေကြေးကထာဝရကာလမှာတန်ဖိုးမရှိတော့ကြောင့်ဖျားခင်လူများကငွေအတွက်သာလင်အသက်မရှင်နေပါဘူး။လူတစ်ယောက်က မကောင်းဒီစနစ်မှာဘလို့ရှောင်ရှားနိုင်မလဲဆိုတာကိုဒီ life application bible ရဲ့ဗျာဒိတ်ကျမ်းမှာဆက်ရှင်မှာသူတို့အကြံပေးထားပါတယ်။နံပါတ်1 留面的必须面的，一面不有业绩的呢。第二个，必须的铁，留啊业绩的受了奖，等于下不业绩的。他们就讲表面骗你的，你看木头上面的，必须的，会计的啊，留财务也差的。听说啊，你石家庄那个专门受了表扬，每年上班就是不来，每年我第二差的。那么你，这里是谁？江西的安民木铁嘛？ မာမနတ်ကိုဖယ်ရှားပြီအမိမှုတွေရလာရင်ငါငါလှုပ်လို့ငါကြိုးစားလို့ငါသူများနဲ့တော်လို့ငါကဒီလိုမြင်လို့ငါဆိုတာစာတန်ကောင်းနေကြလာအရက်တော့လို့မဟုတ်ပါဘူးမိမလေးစားလို့မဟုတ်ပါဘူးမင်းရှိလို့မဟုတ်ပါဘူးငါငါဆိုတဲ့မာမနတ်တရားထောင်လားဆိုကြတဲ့လူကိုဖျားပြင်စီးသားမယ်တဲ့ကြဘူကောင်းနေတတိထားပါကျောင်းခရီးအနေနဲ့ဘုရားရှင်ကောင်းကြီးပေးလာတဲ့အခါမှာဘူပရနှင်းချခြင်းနဲ့အစီခံဖို့စွန့်လွတ်ဖို့ အနစ်နာခံဖို့မေတ္တာနဲ့ပြုစုဖို့ဘုရားရှင်အလိုတော်ရှိတယ်။ဒါကျေးဇူးချီးမွမ်းတဲ့အခါမှာဘုရားရှင်အမြဲတမ်းဒီပိတဲ့ပြင်ပြဩဝါဒစာမှာဥစ္စာဝေမျှခြင်းကျေးဇူးပြုခြင်းကိုလည်းမမိလျော့ကြနဲ့။တတိယလိုဒီကာမကာမဂုဏ်မှာပဲစီးစိမ်နဲ့ပြုံးဝေပြီးတော့ကိုကအမတန်အဆင်ပြေနေဆိုပြီးတော့အဲမာလာထောင်လာခြင်းဝင်လာရင်ကိုယ်လိုမဖြစ်တဲ့လူတွေကိုကဲ့ရဲ့ပြစ်တင်ရှုံချပြီးတော့ဖျားကူရမစော်ကားသူဖြစ်ပြီးတော့ ဘုရားသခင်ရဲ့တမန်တော်ကြီးခရစ်တော်ရဲ့အသက်တော်တွေမှာသူတို့ရှုံချသလိုတဲဝိုက်တဲ့နီးပြီးဖြစ်သွားနိုင်တယ်ဆိုတော့စာတဲ့လှည့်စားမှုဆိုတိဖို့စွတ်တော်မျိုးလိုပါတယ်နံပါတ်3ဘုရားသခင်အလိုတော်နဲ့နှုတ်ကပတ်တော်ကို လုံးဝအပြေးရမလုပ်ဘူးတိတရားပါဒီနေ့ဘုရားသခင်အလိုတော်လူပေါင်းတို့ဒီကေတင်ချင်းတို့ရောက်ရတမာတရားကိုတိဖို့လူပေါင်းတို့ဒီချမ်းသာကြွယ်ဝမှုအလုံးလူပြည့်စုံမှုမဟုတ်ဘူးလူပေါင်းတို့ဒီကေတင်ချင်းကိုရပြီးတော့ တမာတရားကိုတီးဖို့တမာတရားကိုပိုင်ချသည့်ရင်ဆက်ကြောက်เสียမှာရှိတော့ဘူးအဲ့လိုတီးပြီးတော့နှုတ်ကပတ်တော်ကိုလုံးဝအပြင်းမလုပ်ဘူးဒါနှုတ်ကပတ်တော်တတိချာပါဗျာဒိကျမ်းဆိုတိတ်တတိချာပါကောင်းတယ်နှုတ်လို့လို့မရဘူးနော်ပေါင်းလို့လည်းမရဘူးတတိချာအဲ့လိုနှုတ်မယ်ပေါင်းမယ်ဆိုရင်တတိချာကျွန်တော်နားထောင်ပါဗီရိမြူသားလေးတို့ဘယ်သူပဲဟောဟောတရားနှုတ်ကပတ်တော်ရဲ့ညီညီမညီစစ်ကြည့်မညီလို့ရှိရင်သွားပြီသူတို့ဒါပရောဖက်ဆိုတာ ်သူပြောတဲ့စကားမမှန်ဘူးဆိုရင်အာယုံမတက်သေးတနည်းအားဖြင့်အလင်းတော့မရသေးဘူးအဲ့ဒီနောက်ကလူတွေအများကြီးလိုက်ဘလောက်မှမှဒါလူပတ်တတ်တာပဲလူကမှားတတ်တယ်မှတ်နေဒါဖျားသခင်ပြောတယ်ဆိုတော့မဟုတ်ရင်တော့အဲ့ဒီလူကမိစ္ဆာပရိုဖက်ဖြစ်သွားပြီဒီနေ့ဘုရားပြောဘုရားသခင်သူ့ကိုပြောတယ်ဘုရားသခင်သူ့ကိုပေါ်ပြတယ်နောက်တော့မဟုတ်လေလိုက်နေတာပဲလူတွေညံမျက်စိခွေအောင်စာနာလှည့်စားထားတယ်ဒါကြတိတ်အရေးကြီးပါတယ်နံပါတ်၄တစ်ချက် ငွေရှာခြင်းတဲ့လူများကိုရှာခြင်းကိုပို့အလေးထားပါပညာရှိတဲ့လူကမြတ်တော်ပလေးကိုတွေ့ရင်ကြားနဲ့အကုန်ရောင်းပြီးတဲ့ပလေးကိုရောက်ဝယ်မယ်မြတ်တော်ပလေးထက်တမုံဖြတ်နေတဲ့လူအသက်ဝိညာဉ်ကိုရှာခြင်းကိုပို့မှုအလေးထားပါနံပါတ်၅ကတော့မြည်မြတ်အဖို့ခပေးရသည်ဆူရစ်အရာကိုပို့ပြီးတော့အလေးထားပြီးလှုပ်ဆောင်ပါပေါ်ပေါ်တနာရတဲ့ဟာနော်ခွင်း မှန်ပြီးတော့ရတယ်ဟာမတရားဆိုတဲ့သူတွေပေါင်းပြီးတော့အာနာကိုသုံးပြီးရတာဟာဒီကနေ့ပြန်ကြည့်ပါမခံဟောပြောက်သွားပါလိမ့်မယ်တိဆောက်တဲ့အရာတွေပြိုပြက်သွားပါလိမ့်မယ်ဒါမင်းကျွန်တော်ဖျားသခင်အတွက်အဖို့ကပေးဖို့ဆိုရင်ဝိညာဉ်တော်ရဖို့ဆိုရင်ကျွန်တော်အဖို့ကပေးရတယ်ဟောပြောတာသူများတွေကဘာသာဆွေးနွေးတဲ့သင်ခေါ်ထင်မယ်သူရှိတဲ့နေရာကိုဆင်းသွားရတယ်သူနဲ့တန်းတူနေရတယ် သူတို့တူတူစားတော့ရတယ်တချို့ဆိုရင်ဟိုဝိုင်းစီစင်ကျွန်တော်တိတ်ကြည့်ဆိုချင်းမနဲ့အနူရောက်သွားပြီးတော့သူတူတူနော်ဆင်မဒီအချက်သူစားကြတယ်ဒီမြတ်တာပြကြတယ်ဟုတ်မတရားမဆက်ထနှုတ်ဆိုလဲအလားတူနခရိယတက်တာဆိုတာရယူဖို့ကိုပေးဆက်ခြင်းခရစ်တော်ဒီအသက်ကိုစွန့်တယ်ကျွန်တော်လည်းစွန့်စားပေးကခြင်းဖြစ်တယ်ဒါအဲ့ဒီလိုအဖို့ကပေးရတဲ့အရာတွေကိုပို့ပြီးတော့ခရစ်နေလှုပ်လေဖခင်ရဲ့ဘုန်းတော်မြတ်တာတော့ထင်ရှားတယ် နံပါတ်6တစ်ချက်တော့လောကရဲ့ဆန္ဒကိုသာအစာကျွေးသည့်အရာများမဟုတ်ပဲထိုက်တန်သည့်ထုတ်ကုန်ဝန်ဆောင်မှုကိုပေးသည့်မှန်တဲ့စီးပွားရေးလုပ်ငန်းမှာပါဝင်မှုမှန်တဲ့စီးပွားရေးလုပ်ငန်းမှာလည်းဘုရားသခင်နိုင်ငံတော်ရဲ့ဘုရားသခင်ရဲ့တန်မှုဖြစ်တဲ့ဝိညာဉ်ကယ်တင်ခြင်းကမှန်တဲ့စီးပွားရေးလုပ်ငန်းကောင်းကင်မောရုပ်တဲ့အခါမှာကောင်းကြီးမင်္ဂလာဖြစ်မယ်အဲ့ဒီအဖြစ်ကောင်းသောအကျင့်ပညာတရားတွေကိုကိုယ်တိုင်ကျင့်သည်တမကအ ူတပားကိုတုံတင်ရင်ကောင်းကင်ကကြီးမြတ်တော်သူဖြစ်မယ်။ဖြောင်းမဆာအသက်ရှင်ရင်ဖြောင်းမချင်းသူလူရမယ်။ဒီစုကျေးဇူးတွေအလုံးပြားကြီးပြင်ဆင်ထားတယ်။ဒါကြောင့်ငွေကြီးဟာသာရကာလနဲ့ရှင်လိုက်ရင်ဘာမှတန်ဖို့မရှိဘူး။ဖျားခင်လူဟာငွေကြီးအတွက်သာလင်းအသက်မရှင်တင်ဘူး။လူတို့ဒီမိမိအသက်တာကိုလွယ်ကူသောဆွေးဆောင်နိုင်သည့်အပြစ်တစ်ခုဖြစ်တဲ့လောဘလွန်ကြီးခြင်းကို 新木片，个个个价格上下步，没得一几百嘞。土盖子，阿在上面，阿在新料片，老几不离个，沙滩一堆上去，老几是你话砖子，老几是你单面钱的竞争力。看皮阿表的正面，美国嘛东西嘞，我嘛东西嘞，我嘛钢架子嘞，你阿是乎？每年留给我，拍呀，平时进我手里，六六家具个时间，九片加那边了，都在给我背嘞。 ျွန်တော်တို့ထာဝရစည်းစိမ်ကိုချမ်းသာခြင်းကိုပေးတဲ့ဘုရားသခင်ကိုစစ်စစ်ကြီးလက်ထူချေရလို့လိုက်ခြင်းအဖြစ်ခရစ်တော်နဲ့တွေ့တဲ့တနေ့မှာတာလူတစ္ဆာရှိသောငေသာကောင်းဆိုတဲ့ချီးမွမ်းခြင်းဂုဏ်တွေကိုခံရတည်တယ်အောင်ဘုရားသခင်ကောင်းချီးပေးပါစေ။နှုတ်ဘတရားတော်ကိုနာယုံမျှသာပြုတော်သူမဟုတ်ကိုကိုကိုလှိမ့်ဖျားတော်သူမဟုတ်နှစ်ကွာတော်ကိုလိုက်လျှောက်ခြင်းအဖြစ်ဒီပြည်တိရံကိုလေ့လာခြင်းအဖြစ်သူမင်္ဂလာအပေါင်းနဲ့ ပြည့်စုံသောကြောင့်ခံစားဆန်းစားနိုင်အောင်ဖျားပြန်ကောင်းကြီးပြုပါစေ။လာမယ့်အပတ်မှာတော့ဗျာဒိတ်ကျန်၁၉ကိုကျွန်တော် လေ့လာမယ်ဖြစ်ပါလေ။အခန်းငယ်၂၁ခန်းရှိပါတယ်။တေးချဖတ်လာပြီးတော့အတူတကွဆက်လက်ပြီးတော့လေ့လာကြပါစို့။